ပါရှင်ကျမတို့ငုခတ်တာပါ TVO မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ရခိုင်ပြည်နယ်အတွင်းအရခတက်တော် AA ကတင်ပိုက်ဖို့ကြံရှိနေသေးတဲ့မြို့တွေကိုဆက်လက်တင်ပိုက်နိုင်ဖို့အတွက်ကြိုးပမ်းနေတဲ့အချိန်မှာမြမစစ်တပ်ဘက်ကကြီးရည်လေးဖူးပေါင်းစစ်စင်ရေးတွေနဲ့အပြန်အလှန်ထိုးစစ်ဆင်နေတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါတယ်ဒါကြောင့်ရခိုင်ပြည်သူတွေအနေနဲ့စည်ရေးသတိရှိကြဖို့အရခတက်တော် AA ကအော်တိုဘာလ10ရက်နေ့ကထုတ်ပြန်သတိပေးလိုက်ပါတယ်။ အရခတက်တော် A နဲ့စစ်ကောင်စီတက်တော်ဟာရခိုင်ပြည်နယ်နဲ့နင်းနမိတ်ချင်းထိစပ်နေတဲ့မကွေတိုင်းနှဲ့ရီကန်ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့ AR တိုင်းအဆက်ကလေးမျက်နှာမြို့နယ်တို့မှာနေတိုင်းဒီပါတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျ။အာနာသိန်းစစ်တပ်က ကြီးကျောင်းကနေရခိုင်ပြည်တဲကိုစစ်မစင်နိုင်သေးပေမဲ့ရေပြင်မှာစစ်သည်မော်တွေကနေပြည်သူတွေကိုဖမ်းဆီးနေသလိုလက်နက်ကြီးတွေနဲ့မြို့တွေကိုပစ်ခတ်တာလေကျောင်းကနေပုံကျဲတာတွေကိုလုပ်နေတယ်လို့အေးရဲထုတ်ပြန်ချက်မှာပါရှိပါတယ်။စက်တင်ဘာနဲ့အောက်တိုဘာလတွေအတွင်းမှာစစ်သည်မော်တွေကအရသာပြည်သူ24ယောက်ကိုဖမ်းဆီးထားတယ်လို့အေးရဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်တန်တွဲမြို့ကိုလည်းစစ်တပ်ကအော်တိုဘားလ10ရက်နေ့ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အေးရဲ့ထုတ်ပြန်ချက်တွေအရသိရပါရရှင်။ နိုင်ငံလူဦးရေရဲ့သုံးပုံတပုံကျော်ဖြစ်တဲ့လူငယ်တွေဟာပညာရေးနဲ့ဝင်ငွေရရှိမှုလမ်းကြောင်းတွေစိုးဝါယိုယွင်းလာခဲ့ပြီးမြမလူငယ်တွေရဲ့အနာဂတ်ရက်တန့်ခံအခြေအနေကိုရောက်ရှိနေတယ်လို့ကုလသမဂ္ဂအဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာအသစ်မှာဖော်ပြထားပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။မြမနိုင်ငံလူဦးရေရဲ့သုံးပုံတပုံကျော်ဖြစ်တဲ့လူငယ်တွေဟာမကြုံစဘူးမရေရာတဲ့တင်ယူမှုအခြေအနေတွေရင်ဆိုင်နေကြရပြီး နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းလာမှုနဲ့လူမှုဘဝဆိုင်ရာပြဿနာတွေအကြားမှာလူငယ်တွေရဲ့ပညာရေးနဲ့ဝင်ငွေရရှိမှုလမ်းကြောင်းတွေစိုးရွားယိုယွင်းလာခဲ့ပြီးမြမလူငယ်တွေရဲ့အနာဂတ်ရပ်တန့်ခံရတဲ့အခြေအနေကိုရောက်ရှိနေပြီးသူတို့ရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကိုအကောင့်ထဲမဖို့နိုင်ဖြစ်နေခဲ့တယ်လို့အော်တိုဘလာ၂ရက်နေ့ကထုတ်ပြန်တဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာတက်မှာဖော်ပြထားပါတယ်မြမနိုင်ငံမှာအဆင့်မြင့်ပညာအောင်မြင်ထားသူတွေတောင်အလောက်ကန်ရှာဖွေဖို့ရုန်းကန်နေကြရပြီး အထူးသဖြင့်အမျိုးသမီးငယ်တွေမှာပုံမှုဖြစ်ပေါ်နေရလို့ဆိုပါရစေ။အဲ့လိုအခြေအနေတွေမှာပညာရေးဆိုင်ရာဘွဲ့လက်မှတ်တွေရရှိနိုင်တဲ့အလောက်ကိုင်းခွင့်လန်းတွေအကြားချိတ်ဆက်မှုကင်းမဲ့နေတယ်လို့လည်းဆိုပါရစေ။ရန်ကုန်မြို့လိုမြို့ပြတွေမှာနေထိုင်တဲ့အဆင့်မြင့်ပညာပြီးမြောက်ထားတဲ့လူငယ်တွေပင်လျင်အလောက်ကိုင်းရှားပါမှုကြောင့်အနာဂတ်ပြောင်းနေတဲ့အခြေအနေကိုရင်ဆိုင်နေကြရတယ်လို့ဆိုပါရစေ။လူငယ်တွေဟာတနေ့တာစာဝတ်နေရေးကိုမဖြစ်မနေဖြစ်ရှင်းနေရတဲ့အတွက်ဘဝတိုးတက်ရေးဖြစ်တဲ့ပညာရေးခဏမှာယဉ်ညိမှုမလုပ်နိုင်ပဲ အနာကမရေမရာဖြစ်နေရဲ့လို့လူငယ်တယောက်ကပြောပါတယ် လမ်းပြောင်းနေကြတာပေါ့အယူမဖြစ်ဘဲနဲ့လေနေကြတာလုံးတော့လုံးနေတယ်ဒါမဲ့မယူဘူးဖြစ်နေတာပေါ့ကျွန်တော်ဆိုလည်းအင်ဂျင်နီယာဘွဲနဲ့ပြီးထားတာပေါ့ကျွန်တော်တို့အလုပ်ရှာတဲ့အခါမှာလည်းဒီကိုရထားတဲ့ဘွဲနဲ့100%လုံးချင်တဲ့အလုပ်တော့ထပ်တူတော့မကြဘူးပေါ့လေဒါမဲ့လည်းခေချိန်နေရကျွန်တော်တို့လုံးလုံးဝလာရှိတယ်ပေါ့စာဝင်းနေရတော့ပဲဖြစ်ဖြစ်အကူမြောင်မထားတဲ့အကြောင်းအရာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ကိုရထားတဲ့ဘွဲနဲ့ထပ်တူမကြရင်တော့မှလုံးမဝင်လို့ရတာရှိတယ်ပေါ့ကိုရဲ့သက်တမ်းဖြစ်တဲ့ skill တွေကိုထပ်ပြီးတော့မဖြစ်နိုင်ဘူးဒီစာဝင်းနေရတော့ပဲရုန်းကန်နေရတာဖြစ် ဆရာနာသိမှုနောက်ပိုင်းနိုင်ငံခြားကလာရောက်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေမရှိကြသလိုရှိပြီးသားအလုပ်ကိုင်တွေဟာလည်းနိုင်ငံတွေကပြန်လည်ထွက်ခွာသွားတာတွေကြောင့်အလုပ်ကိုင်ရှားပါးမှုတွေဖြစ်နေတယ်လို့လူငယ်တွေကပြောပါတယ်။အလုပ်လက်မဲ့ရာဂိုင်တို့ဟာကျေးလက်ဒေသတွေမှာ9ဦးလျင်4ဦးနီးပါးအထိမြင့်တက်လာပြီးအထူးသဖြင့်တနင်္သာရီချင်းစကိုင်းနဲ့ကရင်တို့မှာအလုပ်လက်မဲ့အများဆုံးဖြစ်တယ်လို့အစိုးရကဆိုပါတယ်။ဒါ့အပြင်2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာ စစ်ကောင်စီကအသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုရန်ဥပဒေကြောင့်လူငယ်အများစုဟာနိုင်ငံပြပကိုထွက်ပြေးခဲ့ကြရပြီးပြပနိုင်ငံတွေမှာလည်းအလောက်ကန်ရှာပါမှုနဲ့ရင်ဆိုင်နေကြရတယ်လို့လူငယ်တွေကပြောပါတယ် ပြည်တွင်းမှာလည်းအခက်အခဲကြီးကြုံတွေ့ရမှာရှိတယ်စစ်တပ်ရဲ့အဲ့လိုမတရားပါးစည်းရာတွေရှောင်တရားတာတွေပြီးတော့လို့ပြည်ပနိုင်ငံထောက်ခံရေးမှာဒါတွေမှာကိုကြောင့်ကိုကအဲ့လိုနေရတာမျိုးတွေရှိတယ်ဗျအခုပြည်ပရောက်လာတော့တရားဝင်နေထိုင်လို့ဟိုမရရဲ့အခြေအနေမျိုးတွေရှိတယ်ပြည်နိုင်ငံသားအနေနဲ့ပြည်ပမှာအလုပ်ကောင်တစ်ခုရဖို့အလုပ်အဆင်ပြေဖို့အတော်လေးအခက်အခဲရှိတယ်ဗျအလုပ်ကောင်တစ်ခုရဖို့ဆိုရင်ကိုဘက်ကအဲ့လိုစိုက်ထုတ်ပေးရတဲ့အားနဲ့ကိုရတဲ့ပတ်စံနဲ့အဲ့လိုမလောင်းကားတာမျိုးတွေရှိတယ်ဗျအဓိကတော့မြန်မာနိုင်ငံသားတွေဖြစ်နေလို့အခုလိုမျိုးကျွန်တော်တို့ပို့ပြီး ီးခက်ခဲနေတယ်ချက်တဲနေတယ်လို့ထင်တယ်ဗျာနိုင်ငံတကာလူငယ်လေးသန်းနီးပါးဟာအလုလက်မဲ့ဖြစ်နေပြီးအလုလောက်ကင်နေသူလူငယ်အများစုဟာလည်းမိမိပိုင်လေယာဉ်လုပ်ငန်းတွေဒါမှမဟုတ်ယာယီနေစားအလုပ်တွေကဲ့သို့ပုံမှန်မဟုတ်တဲ့အလုသဘောခံနာတွေမှာလုပ်ကင်နေကြရပြီးဝင်ငွေထိခိုက်မှုတွေနဲ့စီးပွားရေးမတည်မငြိမ်ဖြစ်မှုတွေကိုခံစားနေရတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်ကျမတီဗီပါ စကိုင်းတိုင်းချောင်းဦးမြို့နယ်ရှမ်းထိုးရွာနယ်ငါလုံးတင်ဆက်မြေဘက်ကိုစစ်ကောင်မရှင်တပ်ကအော်တိုဘားလ10ရက်နေ့ည10နာရီကျော်လောက်ကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာကြောင့်အရက်သား2ယောက်သေဆုံးပြီးကလေးငယ်2ယောက်ထံရပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ချောင်းမြို့ထွေရုပ်ယုံကနေစစ်တပ်ကလက်နက်ကြီး6လုံးပစ်ခတ်ခဲ့တာကြောင့်အသက်35နှစ်အရွယ်အမျိုးသမီးတအူပွဲချင်းပြီးတိဆုံးက3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။ အဲ့ဒီထဲကအသက်60ကျော်အရွယ်အမျိုးသမီးတစ်ယောက်ထပ်မံသေဆုံးခဲ့ရတယ်လို့ဒေသခံတစ်ယောက်ကပြောပါရယ်အော်တိုဘာလ17ရက်နေ့မနက်6နာရီအချိန်မှာတရားပြင်းထန်တဲ့အမျိုးသမီးကြီးကဆေးဝါးနဲ့သွေးမရရှိတဲ့အတွက်ထပ်မံသေဆုံးသွားခဲ့ကကျန်းတဲ့တရားရှိတဲ့နှစ်ယောက်ကတော့ကလေးငယ်တွေဖြစ်တယ်လို့သူကပြောပြပါရယ်ဒါပြင်အော်တိုဘာလ17ရက်နေ့မနက်ပိုင်းက6ဦးနဲ့အနောက်ချမ်းနဲ့အနောက်မြောက်ချမ်းကပြည်သူတွေကိုစစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင်ချင်းတွင်းမြေအတွင်းကနေစုံစင်းလာတဲ့စစ်သည်မော်နဲ့ ဲ့ဖလက်ခွန်တွေပေါ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြက်ခတ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။အော်တိုဝါလာ6ရက်နေ့ည7:00နာရီလောက်ကချောင်းမြို့နယ်ဘုံတို့ကျေးရွာအနီးကိုစစ်တပ်ကစီမီထုံဝိပုစုတောင်းပွဲကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တန်းရရှိသူတွေစေဝါမရရှိတဲ့အတွက်နေ့စဉ်တိုက်ဆုံတာတွေနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါရရှင်။ စကိုင်းတိုင်းကလေးမြို့နယ်နန်းဆောင်ပို့ရွာတိရွာကိုစစ်ကောင်မရှင်တပ်ကအော်တိုဘာလ10ရက်နေ့ညနေ4နာရီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သူများပြားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ Jet Fighter တစ်စီးကဘုံကျဲသွားတာဖြစ်ပြီးဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေမရတဲ့အတွက်ထိခိုက်ပျက်စီးတာများတယ်လို့ပဲကနဦးသတင်းရရှိထားသေးကအသေးစိတ်တော့မသိရသေးဘူးလို့ဒေသခံတယောက်က TV ကိုပြောပါဗျ။ စစ်တပ်ကကလေးမျိုးနယ်နဲ့ချင်းပြည်နယ်အစကစစ်ရေးနဲ့မသက်ဆိုင်တဲ့ပြည်သူတွေနေထိုင်တဲ့ခြေရွာတွေကိုပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုမကြာခဏပြစ်လုပ်နေတာလို့တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ညနေပိုင်းကလည်းစစ်တပ်ကကလေးမျိုးနယ်တင်သားခြေရွာကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ3ယောက်အပြင်းထန်ထဏ်ရရှိခဲ့သေးတယ်လို့သူကဆက်ပြောပြပါရယ်။ဒါ့အပြင်အော်တိုဘာလ10ရက်နေ့ည7:00နာရီလောက်ကစစ်ကော်မရှင်တပ်က jet fighter 10စီး ီးနဲ့ချင်းပြည်နယ်မတူပြည်မြို့မိသက်ယုံအနီးကိုပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုရဲ့အခြေအနေကိုတော့စုံစမ်းဆဲဖြစ်တယ်လို့ CDF မတူပြည်စီကသိရပါတယ်ရှင်။ TV ဦးမီတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ ကျမတို့ကိုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်